မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျမတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါကိုโอเคမင်္ဂလာပါခင်ဗျာ မင်္ဂလာပါရှင်လွတ်မြောက်ရာလမ်းကြောင်းရဲ့နောက်ထပ်အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့အခန်း2.6.1မှာပါတယ်ထွတ်ပေါက်တကားများ exit doors အကြောင်းကိုဆွေးနွေးခြင်းပါတယ်ရှင်ထွတ်ပေါက်တကားတွေဖွင့်တဲ့အခါမှာလူတွေရဲ့သွာလာမှုကိုအဟန့်အတားမဖြစ်စေဖို့ဘယ်လိုစည်းမျဉ်းတွေသတ်မှတ်ထားပါသလဲရှင်ဒါကအရေးပေါ်အခြေအနေအထက်အလွန်အရေးကြီးတဲ့အချက်ပါထွတ်ပေါက်လေကားခွင့်နဲ့ထွတ်ပေါက်လမ်းကြောင်းတို့ဖွင့်ထားသောထွတ်ပေါက်တကားဤတကားရွယ်များလွှဲဖွင့်ခြင်းကြောင့် နေထိုင်အထုံးပြုသူများ၏ထွက်ခွာမှုကို အဟံသားမထစ်စေရသည့်အပြင်ရင်းတို့ဖွင့်တော်တကားများအလုံးသည်ရှောက်လန်းတို့ဖွင့်ရာတွင်နေထိုင်အထုံးပြုသူများ၏တွာလာလှုပ်ရှားမှုများကိုအဟံသားမထစ်စေရတကားဖွင့်ထားသည့်အချိန်တွင်ကြံရှောက်လန်း၏အသားနှံအကျယ်သည်ဇေယျ2.6.6တွင်ပြတ်ထန်းထားသည့်အကန်လိုအပ်သောအကျယ်၏အနည်းဆုံးထက်ဝက်ရှိရမည်ဘလို့အချိန်နည်းမျိုးတွေမှာထွက်ပေါက်တကားတွေကိုထွက်ပေါက်ရှိတဲ့လမ်းကြောင်းအတိုင်းဥပမာအခန်းအပြင်ဘက်သို့ဖွင့်ရမယ်လို့သတ်မှတ်ထားပါတယ်ရှင် ုတ်ကဲ့အောက်ပါအချင်းတွေလေးမျိုးမှာထွတ်ပေါက်တို့တွားရလမ်းတိုက်ဥတီဖွင့်ရပါမယ်။ကော့ကထွတ်ပေါက်လမ်းကြောင်းတို့ဥတီတဲ့အခါဖြစ်စေခော့ကအစောဦးတစ်ခုတွင်ရှိမီးငင်းတန်ရန်ပွင့်စင်ကမ်းများနဲ့မီးကိုဒါကမ်းများအပါအဝင်ထွတ်ပေါက်အခန်းငယ်တွင်အသုံးပြုတဲ့အခါဖြစ်စေထွတ်ပေါက်အခန်းငယ်တွင်တို့တိုက်ရိုက်ဖွင့်ထားသော လူနေအိမ်ယူနစ်တစ်ခုချင်း၏တကားများမှာကိုက်ညီမှုမရှိရပါ။ဂါကဘေးရန်နေအများပေါ်နေရာမှာတက်ဆင်လိုက်လည်းဖြစ်စေ ငါကလူ90ထပ်ပိုတဲ့အခန်းတော့မဟုတ်နေရာမှာတက်ဆင်လိုက်ရင်ဖြစ်ပါတယ်ခင်ဗျာလွမြောက်ရလမ်းကြောင်းနဲ့ပတ်သက်ပြီးလေကားကိုရင်မိကူတာကန်နစ်မိငင်းတက်ရန်ပြင်ဆင်ကန်းတွေရဲ့တော့စနစ်အကြောင်းကို ရှင်းပြပေးနိုင်မလားရှင်ဒီလိုအရေးကြီးတဲ့နေရာတွေကတကားတွေကိုဘလို့တော့စနစ်နဲ့တက်ဆင်ရပါသလဲဒီနေရာတွေကအရေးပေါ်အကျင့်အတွက်အလွန်အရေးကြီးတဲ့အချက်ပါဒါကြောင့်ကုတ်မှာတစ်ဖက်မှာသာဖွင့်နိုင်တဲ့တော့စနစ်1 way locking device ကိုအသုံးပြုခွင့်ပေးထားပါတယ်ဥပမာ အလွယ်တကူဖွင့်လို့ရတဲ့မင်းတို့တော့လက်နဲ့လွှဲဖွင့်နိုင်တဲ့ပစ္စည်းမျိုးတွေပေါ့အဲ့ဒီလိုတဖက်ဖွင့်သောစနစ်ကိုဘယ်လိုနေရာတွေမှာတက်ဆင်ခွင့်ပြုပါတယ်လဲရှင်ဟုတ်ကဲ့အောက်ပါနေရာ၄ခုမှာတက်ဆင်ခွင့်ပြုပါတယ်ကော့ကလေကားခွင်တောက်လိုက်လမ်းကြောင်းညလူနေထိုင်အသုံးပြုတဲ့ area ကြားရှိထွက်ပေါက်တကားခော့ကမီဂိုတာအခန်းသုံးခန်းမီငင်းတန်ရန်ပင်စင်ကနေလူနေထိုင်အသုံးပြုသူများကြားရှိထွက်ပေါက်တကားဂကလေကားခွင်လမ်းကြောင်းနေမီဂိုတာခန်းကြားရှိထွက်ပေါက်တကားငါက လေကားခွင်လမ်းကြောင်းနဲ့လွှဲပတ်သွားလာတဲ့နေရာကြားရှိထွက်ပေါက်တကားနဲ့ငါကမိโกဒါခန်းသူမဟုတ်မိငင်းတက်ရန်ပင်စင်ကနဲ့လွှဲပတ်သွားလာတဲ့နေရာကြားရှိထွက်ပေါက်တကားပါလွမြောက်ရလမ်းကြောင်းထွက်ပေါက်မိအလောင်းပေးမှုနဲ့မတန်မှန်တွေအတွက်လွမြောက်ရလမ်းကြောင်းအကြောင်းကိုလည်းအချင်းဆုံးအနေနဲ့ရှင်းပြပေးဦးပါဟုတ်ကဲ့ဒါတွေကအလွန်အရေးကြီးတဲ့အခြေခံဒီလွှာချက်တွေပါလွမြောက်ရလမ်းကြောင်းမိအလောင်းပေးမှုအရေးပေါ်မိအလောင်းပေးစနစ်ကိုလွမြောက်ရလမ်းကြောင်းတွေမှာ ထွက်ပေါက်တွေမှာနောက်ဆုံးထွက်ပေါက်တွေမှာအားလုံးမှာမဖြစ်မနေတက်ဆင်ထားရှိရပါနဲ့မတမ်းမန်လေအထွတ်လူမြောက်ရလမ်းကြောင်းကအကေအဆောက်အဦရဲ့နေရာတစ်ခုကအဟန်တာမရှိနေရာ accessible place ဖြစ်တယ်ဆိုရင်အဲ့ဒီနေရာကထွက်တဲ့လူမြောက်ရလမ်းကြောင်းကလည်းအဟန်တာမရှိလူမြောက်ရလမ်းကြောင်းဖြစ်ရမှာဖြစ်ပြီးအခန်း1.6မှာပါတဲ့တတ်မှတ်ချက်တွေနဲ့ကန့်ညီရမှာဖြစ်ပါတယ်ခင်ဗျာ အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မြိတ်ကအကိုကိုတော့အစီအစဉ်ကိုကြည့်ရှုနားထောင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှာလည်း MNBC 2025အပိုင်း2ရက်အခန်းခွဲ2.6ရက်ကြန့်ရှိသောစိတ်ဝင်စားခွင့်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးပဲပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။